မင်္ဂလာပါအမဲသားပြုတ်ကျော်မှာအနံ့လေးမှွေးကြိုင်နေဖို့အတွက်ကိုလှုပ်ဝက်ချက်လေးတစ်ခုရှိပါတယ်အဲ့တော့ဒီနေ့အဲ့ဒါလေးကိုပြောပြပါမယ်အဲ့ဒါနဲ့လိုက်ဖက်အောင်ဆိုပြီးဦးနိုင်ကအဲတည့်ရသီးလေးတုတ်လိုက်မယ်ဒါကတော့မက်ချစ်စုဖြစ်ပါတယ်မက်ချစ်စု အစိမ်းလေးကိုဓာတ်နဲ့ပောက်ပြီးတော့အသားလေးတွေချိန်ယူလိုက်မယ်မက်ချစ်စုကတော့မက်ချစ်စုစစ်ပြီးဆိုလို့ရှင်တော့တိတ်ပြီးတော့အချင်တက်ကမရှိပါတော့မက်ချစ်စုဖတ်ဆက်ဆိုလို့ရှင်ချင်းစုပ်နေမှာဖြစ်ပါတယ်အဲ့တော့အာလူးလေးကိုလည်းပြုတ်လိုက်မယ်ပြီးလို့ရှင်တော့ တည့်သည်ချထားတာကြက်တော်နီခေါ်ပြီးလှိထားတာအာလူးနောက်ရုပ်သီးစိမ်းနနံပဲနောက်စားထဲမဲ့ဟင်းချုံမုတ်ထဲမဲ့ငံပြာရည်ထဲမဲ့နော်ပြီးတော့မှမြေပဲထောင်းထားလေးထဲမဲ့ပစွန်ချောင်းမုတ်ထဲပါမယ်ပြီးရင်နန်တို့စီချက်ကိုရွှဲရွှဲလေးထည့်လိုက်မယ်စီချက်လေးထည့်ပြီးသွားပြီဆိုရင်တော့ငရုပ်သီးအလော်မုတ်လေးထည့်လိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့ကီးသွင်းပြီးတော့နော်ဖောက်ဖွာလေးနော်အရသာလေးအားလုံးနှက်ဆက်သွားအောင်နေလိုက်ပါမယ် ဒီတရက်သီးစိမ့်တုတ်ထဲမှာထည့်ထားတဲ့အာလူပြုတ်ကလေးကကျတော့အရန်ကြီးပြော့ဣနေတော့ပြုတ်ထားတာမဟုတ်ပါဘူးပေါ့နော်ဝါလို့ရတဲ့အနေထားလေးပဲဖြစ်ပါတယ်အဲ့တရက်သီးစိမ့်လေးရဲ့အာလူလေးရဲ့အရန်လိုက်ဖက်နေတာဖြစ်ပါတယ်အပေါ်ကနေနှမ်းနဲ့ကလေးဖြူလိုက်ပါမယ်အဲ့ဒါဆိုတော့တရက်သီးတုတ်လေးပြီးသွားပြီအဲ့တော့အမဲသားပြုတ်ကြော်လို့ဖို့အတွက်ကိုတော့အရသာတွေထည့်မယ်စားထည့်မယ်ပြီးဥနန်တို့ page မှာရနိုင်တယ်ထိုင်းကြက်သားမုတ်ထည့်မယ်ကြက်သားမုတ်ထဲမှာချိုတော်ငန်တော်မှုေတော်ပါပြီးသားဖြစ်ပါတယ်ပြန်စနိုးဝါဝါလေးဖြစ်အောင်စနိုးတော့နည်းနည်းလေးပို့ထွက်လိုက်မယ် ပြီးရင်ထောင်းထားတဲ့ဂျင်းပေါ့နော်ဂျင်းအရင်ညှစ်ထည့်လိုက်ပါမယ်ဂျင်းအရင်ညှစ်ထည့်ပြီးရင်တော့အမွေးနံသားတွေရော အရာသားတွေရော အသားတွေကိုဝင်အောင်တိတိကျကျနယ်ပြီးတော့မှအနေနဲ့နိုင်ဝက်လောက်ထားလိုက်ပါမယ်အခုအသုံးပြုလိုက်တဲ့ကြက်သားမုတ်လိုမျိုးဝက်သားမုတ်လည်းရပါတယ်ကြက်သားမုတ်ဝက်သားမုတ်ရှိတယ်အထုပ်ကြီးကတော့100 g 26000အထုပ်သေးက400 g 13500ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒေချာလေးနယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အနေနဲ့ထားပြီးရင်စကြော့မယ် အသုံးပြုမှာကတော့ရွှေအုံမြေပဲစီတန်လေးအသုံးပြုမှာဖြစ်ပါတယ်။စီကြက်ပြီဆိုလို့ရှိရင်တော့စောစောကနေထားတဲ့အသားတွေထည့်ပြီးတော့မှเนาะသေချာလေးစီတတ်မယ်။အသားတွေကရေတွေထွက်လာလိမ့်မယ်။အဲ့ရေတွေခမ်းသွားအောင်เนาะနင်းနှက်ထားတဲ့အမွှေးကြိုင်တွေထွက်လာအောင်သေချာလေးကိုလည်းစီတတ်ပေးရမှာဖြစ်ပါတယ်။ အသားထဲကထွက်တဲ့အရည်တွေခန်းသွားပြီးတော့စီပြန်လာပြီဆိုလို့ရှိရင်အမဲသားမှာပါတဲ့အစီနဲ့ပောင်းပစ္စည်းတွေနဲ့ရောပြီးတော့အဲ့နဲ့တော့ထောပန်အနံ့လို့လို့နို့အနံ့လို့လို့ထွက်လာတတ်တယ်။အဲ့ဒီအနံ့ကိုလုံးဝအောင်နဲ့မကြိုက်ဘူး။ဒါကြောင့်မို့စီပြန်လာပြီဆိုလို့ရှိရင်ငားငံပြားကြီးလေးကိုအနေနဲ့ပေါက်လိုက်မယ်။အဲ့ဒီငံပြားကြီးလေးပေါက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီအမဲသားပြုတ်ကျော်လေးကဆွဲဆောင်မှုကောင်းပြီးအရန်စားလို့ကောင်းမှဖြစ်ပါတယ်။ပြန်တော့အသားနှုတ်ဖို့ရာရင်ွေးတော့မဟုတ်ရေထဲ့မယ်အဖုံးအုပ်ထားမယ် เนาะဟိုနေတော့ဗီဒီယိုရိုက်ပြတာဖြစ်တဲ့အတွက်မို့ short to the point ပေါ့เนาะမြန်မြန်လေးရိုက်ပြလိုက်တာတကယ်တော့ဟိုနေအပြင်မှာချက်တာကတော့ရေကို၄ကလောက်ထည့်လိုက်ရတယ်เนาะမီးပုံမှန်လေးနဲ့စိတ်ရှိလက်ရှိချက်ရတယ်အဲ့တော့ရေခန်းသွားပြီဆိုလို့ရှိရင်เนาะဒါအမဲပြုတ်ကြော်လေးရပြီအမဲပြုတ်ကြော်ကပြုတ်ပြုတ်လေးစားခြင်းနဲ့ဆိုတော့စောစောချပေါ့တကယ်လို့မမာတင်းတင်းလေးစားခြင်းနဲ့ဆိုလို့ရှိရင်เนาะအိုးပေါ်မှာမီးပုံမှန်လေးတရားလေးလှိမ့်ပေးမယ်အတွင်းလေးဒီเนาะတစ်ခတ်တင်းတင်းလေးဖြစ်သွားအောင်ပေါ့အဲ့ဒါဆိုလို့ရှိရင်เนาะအရန်ဆွဲဆောင်မှုအားကောင်းတဲ့ အမဲပြုတ်ကြော်လေးရပါပြီခင်ဗျာအားလုံးလည်းသဘောကျနှစ်ချက်လေးပဲလို့မျှော်လင့်ပါတယ်နောက်စီစဉ်လေးမှာပြန်လည်ဆုံနေကြပါမယ်ခင်ဗျာ see you bye bye